ွဲပွဲလင်းလင်းပြောပြလာတဲ့မိုဟီကိုပိတ်ကြမြအောင်လုံးမဲမင်္ဂလာပါရှင်အနုပညာလုပ်လေးတွေမှာတော့အခုချိန်ထိပိတ်ကြမြရအပေးမှုတွေအောင်မြင်မှုတွေရရှိနေတဲ့အမင်းသမီးလေးမိုဟီကိုကတော့အခုဆိုရင်အနုပညာလုပ်ရှာမှုအသစ်တွေနဲ့အတူပိတ်ကြမြရရှိကိုပြလဲရရှိလာခဲ့ပြီးဖြစ်ပါတယ် မိုဟီကွာကိုဆိုင်မင်းသားမင်းမြတ်နဲ့အတူတူကိုရီးယားဆန်ဆန်ဇက်ကလေးမှာမျက်တွေ့အပြေလာတော့မှာပါအခုဆိုရင်မင်းသမီးချော်လေးမိုဟီကွာအချင်းမှာအပြည့်ရှိတဲ့ဇက်ကမှာမင်းမြတ်နဲ့အတူတူရိုက်ကွတ်ထားပြီးအစောပိုင်းဇက်ကလေးနဲ့မိုဟီကိုကပြည်သူ့ရဲ့အပြေမိုဟီကိုအပြေဝရရှိနေပါတယ်အဲဇက်ကလေးကတော့ကိုရီးယားဆန်ဆန်ရိုက်ကွတ်ထားတဲ့အချစ်ဇက်လက်လေးဖြစ်ပြီးတော့ဒီဇက်ကလေးမှာမိုဟီကိုကအကောင်းဆုံးတုံ့ဆောင်ထားပြီးတခြားဇက်ကားတွေတုန်းကလည်းမတူညီတဲ့ character ပုံစံမျိုးနဲ့ညင်တွေ့ရမှာဖြစ်ပါတယ် မင်းသမီးလေးမိုဟိကိုကတော့ရွှေတတော်ကအမှုပြန်လှူရှာမှုတွေမှမတွေ့ရဘဲဘယရရရှိရနေပြောက်ွယ်နေကြတာပါ။ဘယရကတော့အချက်မှအပြည့်ရှိတဲ့ဇက်ကလေးမှမင်းမြနဲ့အတူတူမြင်တွေ့လာရတဲ့အပေါ်မှာလည်းဝန်တာနေကြပြီးမင်းသမီးအချော်လေးမိုဟိကိုကိုမန်နီမအမျိုးမျိုးရေးတာကအပြေးနေကြပါရဲ့။မိုဟိကတော့သူမကိုအခုချိန်ထိအပေးဝေယံပေးနေကြတဲ့ပိတ်တရီကိုလည်းအမှုပညာလို့ရှာမှုလေးနဲ့ပတ်သက်ပြီးအခုလိုပဲပွပွလင်းပြပြလာခဲ့ပါရယ်။ မိုးရီကွာကိုပရိသတ်တွေကကိုချိန်တည်းတခဲတနေအပေးဝင်းရပေးနေကြတာကိုတရားတော့အယံပြော်ပါတယ်။မိုးလေဒီထက်မကပူပြီးစူးစမ်းသွားမှာပါ။နောက်ထပ်လည်းအမှုပြအလုပ်တွေကိုချက်လုပ်တော်ဖို့ရှိပါတယ်။အခုဇက်ကလေးမှလည်းမိုးကအကောင်းဆုံးစူးစမ်းထားပါတယ်။ဇက်ကလေးကကိုရီးယားဆန်ဆန်အချင်းဇက်ကလေးဆိုတော့ပိတ်တရီကလေးကြိုက်ကြမှာပါမိုးကတော့အခွင့်ရပေးရင်ပေးတယ်လို့ရကူရီတွေဆက်လို့တောင်းမှမို့အားပေးကြပါအောင်လို့ဆိုပြီးတယောဆောင်မိုဟီကူကပြောပြလာခဲ့ပါတယ် အခုဆိုရင်မင်းသမီးလေးမိုးဟေကကအနုပညာလုပ်တွေမှာကျောစာလောက်ကိုင်းလာနေပြီဖြစ်ပြီးမင်းမြနဲ့အတူတူတျောစာရဲ့ကုခွေရလို့လည်းအဆင်ပြေပါရယ်။အဲဒီဇကားလေးကအမတ်တရားရင်းလေးများခဲ့ကြအောင်ဆိုပါရယ်။မင်းသမီးလေးမိုးဟေကကတော့အခုချိန်ထိပြည်သူရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိနေပြီးအနုပညာလုပ်တွေကိုလောက်ကိုင်းနေစေဖြစ်ပါရယ်။မင်းမြတော့မိုးဟီကိုတဲ့အတူတူအခုလိုဇကားလေးမှာအတူတူတယောက်ဆောင်ခွေရလို့ဝန်သားမိကြောင်ပြောဆိုလာပြီးမင်းမြကမိုးဟီကိုနဲ့ပတ်သက်ပြီးတော့လေအခုလိုပဲပြောပြလာခဲ့ပါရယ် ။မင်းမြတ်ကမိုဟိကွာတော့အားလို့ရဲ့အချက်တွေအားပေးမှုတွေကိုရရှိထားတာပါ။ဒီအချက်ကားလေးကိုပရိသတ်တွေကအရင်အားပေးကြတော့ပြည့်တိဖြစ်ရတယ်။ကျွန်တော်တို့ရဲ့ပရိသတ်တွေကိုတည်တဲ့အကောင်းဆုံးပဲလွတ်ပြချင်နေရပါ။ဒီအချက်ကားလေးမှာတော့အားလုံးကကြိုးစားထားပါရစေ။မိုဟိကွာလည်းတယောက်ဆောင် item ပိုင်းအရင်ကောင်းနေပိတ်တွေကလည်းဝိုင်းပြော့ချေချိုးနေကြတာပေါ့နော်ပိတ်တွေရဲ့ချေချိုးစကားလေးတွေကိုပြန်ကြားမိလို့ကိုရီးယားစူးစားထားရပေါ့ပြောပါရယ်အောင်းကလည်းကျေးဇူးတင်ပါတယ်ဆိုပြီးမင်းမြတ်ကပြပြလာခဲ့ပါရယ် အခုဆိုရင်မင်းတမီချော်လီမိုဟီကူကအနုပညာလုပ်တွေမှာစူးစမ်းနေပြီးဖြစ်ပြီးအလုံးရအားပေးခြင်းတွေကိုခံရပါတယ်။သူမကတော့တခြားရုပ်ကိုရဲ့အတ္တတွေဆက်ပြီးလုံးဖြတ်သွားမယ်လို့လည်းပရိတ်တွေကိုပြောဆိုထားပါတယ်။ပါရှယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့ဇေဝန်စာအဖွဲ့ရာဆယ်လီတင်ကြောင်းအသစ်တွေနဲ့တူပြန်လာခေတ်အောင်ပါဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလေးကိုလည်းနေထားပြကြပါရှင်။အဆုံးထိအပြည့်ကြီးရှိမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။